2021ခုနှစ်အာနာသိမ့်မှုကြောင့်တတ္တမန်ရေးစာမျက်နှာမှာဖဲ့ကျင်းထားရတဲ့နေပြည်တော်ကို ဥရောပကနိုင်ငံခေါင်းဆောင်တဦးဖြစ်တဲ့ဘယ်လာရုစ်တမဒါအလက်ဇန်ဒားလူကာရှန်ကိုဟာမြန်မာစစ်ကောင်းဆောင်ရဲ့ဖိတ်ကြားချက်အရနေပြည်တော်ကိုနိုဝင်ဘာလ28ရက်နေ့မနက်ပိုင်းကရောက်ရှိလာပါတယ်။ဥရောပကကုန်းတွင်းပိတ်အာနာရှင်နိုင်ငံလို့တတ်မှတ်ခံထားရတဲ့ဘယ်လာရုစ်နိုင်ငံတမဒါရဲ့ဒီခရီးစဉ်အတွင်မှာ စိတ်ကောင်းဆောင်နဲ့တွေ့ပြီးချစ်ချစ်ရင်းနဲ့ကဏ္ဍပေါင်းစုံမှာပူးပေါင်းမှုတွေ့ဆုံဆွေးနွေးတာနှစ်နိုင်ငံအကြားနားလည်မှုစာကြွန်လာတွေလက်မှတ်ရေးထိုးသွားဖို့ရှိတယ်လို့စစ်ကော်မရှင်ကထုတ်ပြန်လာပါတယ်ဒီခီးစဉ်ဟာလူကာရှန်ကိုအတွက် ပထမဆုံးအကြိမ်မြန်မာပြည်ကိုလာတဲ့ခီးစဉ်ဖြစ်ပေမဲ့မြန်မာစစ်ကောင်းဆောင်ကတော့2025ခုနှစ်မတ်လနဲ့ဇွန်လတွေမှာဘယ်လာရုစ်နိုင်ငံကိုနှစ်ကြိမ်တွားရောက်ခဲ့ပူးပါတယ် ဘယ်လာရုစ်နိုင်ငံမှာတမဒလူကာရှန်ကိုနဲ့တွေ့ဆုံခဲ့ရမှာစစ်ကောင်းဆောင်မင်းအောင်လိုင်က၎င်းတို့ကျင်းပမဲ့ရွေးကောက်ပွဲအတူအတွက်စောင့်ကြည့်လေးလာသူများစေလို့ဖို့တောင်းဆိုခဲ့တာကိုဘယ်လာရုစ်တမဒကလည်းလက်ခံခဲ့ပြီးနောက်စစ်ကောင်းဆောင်ရဲ့ရွေးကောက်ပွဲအတူကိုထောက်ခံခဲ့ပါတယ်လူကာရှန်ကိုဟာ1994ခုနှစ်ရွေးကောက်ပွဲအနိုင်ရပြီးခရေကဘယ်လာရုစ်တမဒနေရာက မစင်းတော့ပဲ အာနာကိုစေစုနှင့်သုံးခုတိုင်ချုပ်ကင်ထားနိုင်သူဖြစ်ပါတယ်။ပြီးခဲ့တဲ့ဇန်နဝါရီလရွေးကောက်ပွဲမှာတမဒလူကာရှန်ကို အနိုင်ရခဲ့လို့တမဒအဖြစ်၆ချိန်ဆက်အနိုင်ရခဲ့ပါတယ်။အဲ့ဒီရွေးကောက်ပွဲကိုမြန်မာရွေးကောက်ပွဲကော်မရှင်ကလည်းတွားရောက်လေ့လာခဲ့ပါတယ်။လူကာရှန်ကိုပဲဆက်နိုင်ခဲ့တဲ့2020ရွေးကောက်ပွဲခရေကဘယ်လာရုစ်ရွေးကောက်ပွဲတွေကို UK ဥရောပတမကနဲ့ အမေရိကန်တို့ကအတိမတ်မပြုတော့ပေမဲ့ရုရှားကတော့ကြောထောက်နောက်ခံပြုပေးခဲ့ပါတယ်။အနောက်နိုင်ငံတွေရဲ့အရေးယူပိတ်ဆို့မှုတွေကိုခံထားရတဲ့မြန်မာနိုင်ငံနဲ့ဘယ်လာရုစ်နိုင်ငံအနေနဲ့တန်တမာကြီးနဲ့စီရီမှာရုရှားကိုမိခိုအားထားနေရခြင်းလဲတူကြပါတယ်။ဆီယနာသိန်းကာလာ2022ခုနှစ်မှာ ကမ္ဘောဒီးယားဝန်ကြီးချုပ်အဖြစ်ဟွန်ဆန်ပြောက်လာခဲ့ပြီးနောက် မြန်မာပြည်ကိုဒုတိယရောက်လာတဲ့နိုင်ငံခေါင်းဆောင်ဖြစ်သလိုစစ်ကော်မရှင်နဲ့ဘယ်လာရုစ်နိုင်ငံအကြားဆက်ဆံပူးပေါင်းမှုများပုံမိုနှိစက်လာကြောင်းမြမအရေးအကဲခတ်တွေက သုံးသပ်ထားကြပါတယ်။လူကာရှန်ကိုရဲ့အခုခရီးစဉ်မှာစီးပွားရေးဆိုင်ရာပူးပေါင်းရေးစာချုပ်တွေထုတ်ဆိုဖို့ရှိတယ်လို့စစ်ကောင်စီနဲ့နှိစက်သူတွေကပြောသလိုစစ်လက်နက်ပစ္စည်းဝယ်ယူရေးကိစ္စအပြင်နိုင်ငံရေးအရာ တရားဝင်မှုရရှိရေးကိုအဓိကရည်ရွယ်တာလို့လိလာသူတွေကလည်းသုံးသပ်ထားကြပါဗျ။